ဈေးထဲမှာငဒံရဲ့အထီးဥလေးတို့အစိတ်သား6000ဆိုလို့ဝယ်ပြီးတော့အဟင်းကြိုလေးချက်တော့တယ်ပေါ့နော်သူ့ရဲ့အရာသာစိတ်မီနူးညံ့နေပေါ့သူများတွေကတော့စားတက်လားမစားတက်လားတော့မသိကိုရီးယားကတော့ကြိုက်တယ်အဲ့ဥတွေကိုမချက်ခင်ရှာလကိုင်းနဲ့တကြိမ်စီးတယ်ပေါ့နော်ပြီးရင်ရေနဲ့၃ထပ်လောက်စီးပါတယ်ရင်ွေးစုလာရင် ဥလေးတွေထည့်ပြီးတော့ပြုတ်လိုက်တယ်ပေါ့ပြီးရင်ပြန်ဆဲထားတယ်ဆဲပြီးတော့ရင်နွေးထက်တယ်လေပေါ့နော်ရင်နွေးအစ်စ်ထက်တယ်ပါလေတချို့တွေကမစားရဲဥရားလို့တယ်ကိုတွေကတော့စားတာပဲပောင်ဝင်ပစ္စည်းတွေကဖြူနေခြင်း၊ရုပ်ကောင်းမှု၊ပြင်စင်စားရဲ့ အမ်တားမဟုတ်လို့နည်းနည်းရနှမ်းစီရငြူသီးစင်းရလိုတယ်ပေါ့နော်ချက်နေရတော့ရမ်းလွယ်နော်ခုနကပင်စင်းရလွယ်လို့ပအဝင်ပစ္စည်းတွေကိုအကုန်ထည့်ထည့်ပြီးတဲ့အခါကျရင် ပြုတ်ပစ်ထားပြီးတော့ခဏနေငါးဥတွေထည့်လိုက်ရတယ်ပေါ့နော်နောက်ဆုံးမှာပင်စင်းနဲ့နှမ်းစီလေးထည့်လိုက်လို့ရှိလို့ရှင်အရန်ကိုတောက်လို့ကောင်းတဲ့အာဆုပ်လေးလို့လို့တောက်တာဟင်းကြိုလေးပေါ့နော်ဟင်းကြိုပဲတောက်တာအဲ့လိုလေး ခင်းချိုလေးတစ်ခွက်ရပါတယ်။ရှာလကိုင်းနဲ့စီးထားတော့လုံးဝမညှိတော့ဘူးเนาะဂျင်းလေးများများထည့်ထားတော့လုံးဝကိုညှိနေမရှိဘဲနဲ့အီလေးနဲ့အီအီအီလေးနဲ့ထုတ်ထုတ်ထုတ်လေးနဲ့စားလို့ကောင်းတဲ့ငါ့ဟင်းချိုလေးပါ ဒီဟင်းကျော်ကလုံးဝမညည်ဘူးနော်ငရုတ်ကောင်းတဲ့ခြင်းနဲ့မှုမူလေးနဲ့ပင်စိမ့်နဲ့မှုမူလေးနဲ့အရန်ကိုကောင်းတာမယုံရင်လောက်တော့ကြည့်ပါရှင်ဘယ်ဘုံနေတူ